မင်္ဂလာပါကချုံဝိပ်တရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးရောမယ်။တရင်အစီအစဉ်တင်ဆက်တူမယ်ဆိုမှဖြစ်ပါတယ်။ ဖားကန့်ဒေတာမှာတာဝန်ထမ်းဆောင်နေတဲ့ KIA တပ်ဖွဲ့ဝင်တအူကိုကိုကိုတနန်းနဲ့ပြစ်ခတ်ပြီးအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဖားကန့်မက်လင်ချောင်းဘက်မှာပြီးခဲ့တဲ့အောက်တိုဘာတတိယဘက်က KIA တပ်ဖွဲ့ဝင်အမျိုးသားတအူဟာတနန်းနဲ့ဦးခေါင်းကိုပြစ်ပြီးအဆုံးစီရင်သွားခဲ့တယ်လို့သိရှိသူတွေကပြောပါဗျ။သူ့အတူအခန်းထဲသွားပြီးတော့ဆူဆိုင်လုပ်ပြတာဆိုပြီးဖားကန့်ဒေတာတော်လိုင်းရေးတပ်ဖွဲ့ဝင်တအူကဆိုပါတယ်။နီးဆက်သူတွေကတော့ဆေးကြောက်တုံးဆွဲမှုလွန်ခဲ့ရာကနေဆေးလွတ်ပြီးအဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ထင်ကြေးပေးပြောဆိုနေပါဗျ။ ဒါပေမဲ့အချို့သောနေမြေခံတော်လှန်ရေးတပ်ဖွဲ့တွေကတော့စေချောက်သုံးဆွဲခြင်းကြောင့်မဟုတ်ပဲကြုံတွေ့နေရတဲ့အခြေအနေတို့မဟုတ်ငကိုမူလစိတ်မှာတစုံတရာခံစားနေရသူဖြစ်နိုင်တယ်လို့လည်းတုံတက်ပြောဆိုပါရယ်။ကချင် wave တရင်ဌာနအနေနဲ့ကတော့တည်ဆုံးသူဟာဘာအကြောင်းကြောင့်အဆုံးစီရင်သွားတယ်ဆိုတာအတိမပြုံနိုင်ပါဘူး။ တော်လိုင်းရီတဲ့ပါဝင်နေတဲ့အချို့တော်လန်နက်ကိုင်းတပ်ဖွဲ့ဝင်နေတဲ့ခေလူငယ်အချို့ဟာစိတ်ထွက်ပေါက်စိတ်ပန်းဖြစ်ရာအဖြစ်စီကြောက်ကိုသုံးဆွဲကြပါတယ်။စီကျမ်းမာရေးဆရာဝန်မမှုကစီကြောက်ရဲ့ကောင်းကျိုးဆိုးကျိုးကိုအခုလိုရှင်းပြထားပေးပါတယ်။ ဆေးကြောင့်အင်္ဂလိပ်လို cannabis လို့ခေါ်ကြတဲ့အပင်ဟာအမျိုးအစားအလိုက်အာနိသင်တွေကွဲပြားပါတယ်။စိတ်ကိုတက်ကြွစေတဲ့အမျိုးအစားနဲ့အချို့ကစိတ်နဲ့လူကိုထိုင်ပိုင်သွားစေပါတယ်။ဇေဝအဖြစ်သုံးဆွဲမယ်ဆိုရင်ကောင်းကျိုးအနေနဲ့စားကောင်းအိပ်ပျော်ပြီးပူပန်စိတ်ကိုတက်တာစေခြင်း၊စိတ်ပျော်ရွှင်စေခြင်း၊ကြွတ်သားပြေလျော့ပြီးနာကျင်ကပ်ခဲတာကိုတက်တာစေခြင်းနဲ့စိတ်ကြတာကိုတက်တာစေတဲ့အာနိသင်တွေရှိပါတယ်။ဒါပေမဲ့တန်ဆေးလွန်ပြီးဆိုတဲ့စကားပေါ်အတိုင်းဆိုးကျိုးတွေကတော့အသက်ရှူလန်းကြောင်းနဲ့အဆုတ်ထိခိုက်ခြင်း၊ဆေးခဏာရေမြင့်မားလာပြီးဆေးမတ ုံးရရင်အိမ်မပျော်စားမဝင်ဖြစ်လာခြင်းဆေးရအာနိတင်တွေအရပင်ကိုစိတ်အခြေအနေပေါ်မှာထပ်ဆင့်ပြီးဒေါရထွက်ခြင်းစိတ်ဆက်ခြင်းဆိုးရင်စိတ်နဲ့တဏှာစိတ်များတဲ့စားတဲ့ပြဿနာတွေအပြင်အလွန်အကျွံသုံးဆွဲမယ်ဆိုရင်စိတ်ကဆင့်ကလျားဖြစ်တဲ့အထိစိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ရှင်းပြထားပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးပြည့်ညံ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။